ဂျပန်နိုင်ငံနွယ်ဘီယက်စ်ကုမ္ပဏီနဲ့ပူးပေါင်းထုတ်လုပ်ထားတဲ့မိကလာကိုပိုင်အမှတ်တံဆိပ်စကင်ကဲကိုဇန်နဝါရီလ17ရက်နေ့ကစတင်ပြီးဖြန့်ချီသွားမှာဖြစ်တယ်လို့သိရပါဗျ။မိကလာစကင်ကဲကိုထုတ်လုပ်ဖြန့်ချီနိုင်မှုတနေ့ခန့်အစီအစဉ်ခဲ့ရပြီးမူလက2016ခုနှစ်ဒီဇင်ဘာလ25ရက်နေ့မှာဖြန့်ချီဖို့စီစဉ်ထားခဲ့ပေမဲ့လည်းကြန့်ကြာမှုအချို့ရှိခဲ့တဲ့အပြင်မိကလာရဲ့ကျန်းမာရေးအခြေအနေကြောင့်ဇန်နဝါရီလ17ရက်နေ့မှာသာထွက်ရှိရဖြစ်တယ်လို့မိကလာကအခုလိုပဲပြောပါဗျ။ပစ္စည်းလည်းအကုန်လုံး pack လုပ်ပြီးပြီးသင်္ဘောနဲ့လည်းပို့ပြီးပြီး ဒီကမှနည်းနည်းလေးဟိုကြန့်ကြာမှုလေးရှိတာတခုနောက်တစ်ခုကပါလဲချစ်ငယ်ကျမကြီးပါတမီးရဲ့အဲ့ဒါကြောင့်မို့ချစ်ငယ်အခုဒီ cosmetic delay ဖြစ်သွားတယ်နည်းနည်းနောက်ကျသွားတယ်လာမယ့်ဇန်နဝါရီလ17ရက်နေ့မှာ make class skin care ကိုမြန်မာနိုင်ငံအနှံ့ပြားကိုဖြန့်ချီမှာဖြစ်ပြီး the best beauty diary စတဲ့နေရာတွေကနေဖြန့်ချီမှာဖြစ်တယ်လို့သိရပါဗျာ နီလောင်တန်ကောက်ရတဲ့ crane တိုနာနဲ့ facial foam ၃မျိုးပါဝင်တဲ့ makeup skin care တပုကို18000နဲ့ဝယ်ယူနိုင်မှာဖြစ်ပြီးတော့မြမပြည့်ရဲ့ရာသီဥတုအသုံးပြုသူတွေရဲ့အသားရည်နဲ့ကိုက်ညီမှုရှိအောင်စူးစမ်းပြင်ဆင်ထားတယ်လို့သိရပါဗျ။ဒေသရှင်မိကလာနီနဲ့ရှိုးပွဲတစ်ခုစီစဉ်နေပြီးသူမရဲ့မိကလာစကင်ကဲတပူးဝယ်သူတိုင်းကိုဘူးကုန်တစ်ခုလည်းရင်ရှိုးပွဲလက်မှတ်၃ဆောင်နဲ့လဲလှယ်ပေးသွားမှာဖြစ်တယ်လို့ဆိုပါရယ်။အဲဒီစတိတ်ရှိုးကိုမတ်လလောက်မှာကျင်းပပြဖို့စီစဉ်နေရလို့လည်းအစိုးရမိကလာကပြောပါရယ်။